ောက်ကြားကအပြင်းစားကြိုက်တယ်ပတ်စံကလည်းရှာတာအရန်တော်တယ်အဲ့လိုမျိုးအမျိုးသမီးတစုရှိတယ်ယောက်ျားပတ်စံရှာတော်တယ်ဒါပေမဲ့ကိုမကိုဖြစ်မနေဘူးအပြင်းစားတွေကိုသူတို့ကကြိုက်တယ်ဒါဆိုရင်စိတ်ညစ်မနေနဲ့ ကိုယောက်ျားကိုလည်းအပြစ်ကြီးပဲစွတ်တင်နေနေအဲ့မှာအမျိုးသမီးတွေမြင်ဘူးလိမ့်မယ်အဲ့လိုမျိုးဖြစ်တဲ့အခါမှာမမိုးတို့အပုတကအပူထဲမှာလင်ပူမိတာအဆိုးဆုံးဒါကလည်းကို့မိသားစုအတွက်လေနော်ကိုချစ်လို့ယူထားတာလည်းဖြစ်တဲ့ကို့သားသမီးတွေအတွက်လည်းဖြစ်တယ်ဒါကမမိုးတို့ရှက်စရာမဟုတ်ဘူးဒါပေမဲ့ကိုကငင်းငွေ့စရာကောင်းမနေဘူးလူတွေ ဆွဲမက်စရာအမျိုးသမီးတယောက်ဖြစ်ဖို့လေကုကုကိုထိမ့်သိမ်းဆောက်ရှောက်ဖို့လို့ဒါဆိုရင်ဘာတွေလုပ်မလဲအခုခင်မာလေးအပြိုစင်လိုမျိုးအမေးပါလေးတော့ပြန်မရနိုင်ပေမဲ့အပြိုစင်လိုမျိုးကျင်းကျစ်ပြီးတော့တကယ်ကိုမှအာယုံကြည်မှုရှိတဲ့အမျိုးသမီးတယောက်ဖြစ်ဖို့အတွက်တော့ဒီခင်မာလုံးလို့ရနိုင်ပြီခွဲစိတ်မှုတွေလည်းလုံးလို့ရတယ်လို့ကိုကခွဲစိတ်မှုတွေမလုပ်ချင်ဘူးဆိုရင်တော့မှဖြစ်ဆက်စာတွေရဲ့အကူအညီတွေကိုကူညီလို့ရတယ် အဲ့တော့မမိုးမှာငွေကြေးချင်းချင်ရတဲ့သူတွေအတွက်က၃မျိုးဆက်လေးရှိတယ်။ငွေကြေးချင်းချင်စရာမလိုဘူး။ကိုယ့်ရဲ့အမျိုးသမီးမိန်းမကူလေးကိုပဲကျင်းပြီးတော့ချစ်ချင်တာဆိုရင်တော့အကောင်းဆုံးကတော့၄မျိုးဆက်လေးမမိုးမှာဝယ်ယူလို့ရတယ်။၄မျိုးဆက်မှာတော့တစ်မျိုးကအခုမရသေးဘူး။ဒီနှစ်ရက်တွင်းလောက်နဲ့အာနှစ်ရက်တွင်းမှာတော့မမိုး50ခုပဲရအောင်မယ်။ဒါတော့အာ pre-order တင်ထားတဲ့လူတွေပဲမမိုးကပေးမယ်။နောက်တပတ်လောက်နေရင်တော့လိုတလောက်ဘူးငါးတောင်လောက်ရောက်มาဖြစ်တယ်ပေါ့เนาะဒါကြောင့်ကိုက ငင်းငွေ့စရာမကောင်းတဲ့အမျိုးသမီးဖြစ်ဖို့အတွက်ကိုကိုကိုယုံကြည်မှုအပြည့်နဲ့အပြိုတော်ဝလိုမျိုးပြန်လဲပြီးတော့လက်မထောင်နိုင်ဖို့အတွက်ဆိုရင်မမိုးနဲ့အသေးစိတ်ဆွေးနွေးတိုင်ပင်ပြီးတော့ဖြစ်ဆွတ်စာလေးတွေဘလို့သုံးရမလဲဆိုတာအခုအညီလာယူလို့ရတယ်ပြီးသွားလို့ရှိရင်မမိုးတို့ကိုကားဖြစ်တဲ့စာလေးမသုံးနိုင်သေးဘူးဘာလို့လို့ရလဲကီကယ်လေးချင်ငန်းလေးတွေလုံလို့ရပါတယ်ဒါဆိုရင်ကီကယ်လေးချင်ငန်းလေးတွေတည်တဲ့သူတွေရှိလား မသိတဲ့သူတွေကလည်းသိချင်တယ်ဆိုရင်မမိုးရဲ့ comment အောက်လေးမှာရေးခဲ့ဒီလိုမျိုးရေးရလို့ရှက်စရာမဟုတ်ဘူးမမိုးတို့အမျိုးသမီးတွေဖောက်ပြန်နေတာမဟုတ်ရင်ဘာမှရှက်စရာမလိုဘူးဒါကကိုယ့်ရဲ့မိသားစုအတွက်ကိုယ့်ရဲ့အိမ်တော်ရေးအတွက်ကိုကိုကိုအာယုံကြည်မှုရှိဖို့ညီငွေစရာမကောင်းဘူး အာလောက်ရက်တွေဖြစ်တဲ့အတွက်ဒီလိုအပိုင်းတွေကိုမဆက်ပါနဲ့မမိုးတို့မြမအမျိုးသမီးတွေကလေးစားစရာတော့ကောင်းပါတယ်ဒါပေမဲ့အဲ့ဒီရဲ့နောက်မှာမလိုလားအပ်တဲ့အိမ်တော်ရေးပြဿနာတွေရှိတယ်။ဒါကြောင့်ဒါကရှက်စရာမဟုတ်ပါဘူးကုကုကိုပြုတ်ပြင်းထိမ့်သိမ့်တာလှလှပပလေးနေတာပါမျက်နှာကိုပြုတ်ပြင်းတယ်လို့မမိုးတို့ရဲ့ကိုယ့်ရဲ့ဒီအောက်ပိုင်းဆန်းဆောင်ရည်တွေကိုပြုတ်ပြင်းတယ်လို့ပဲသတ်မှတ်ပါအာရှက်စရာမဟုတ်တာကိုမဆက်နဲ့ပေါ့နော်အမျိုးသမီးတယောက်အရွယ်၃မှလုံးမှာ ကျမ်းမာပြီးတော့လှပဖို့ဆိုရင်အရေးကြီးတဲ့အချက်ကဘာအချက်ဖြစ်မယ်လို့ထင်လဲအမျိုးသမီးတွေမေ့နေတဲ့အချက်ဟော်မုန်းတွေညီမျှဖို့အဲ့ဟော်မုန်းလေးတွေမညီမျှလို့ရှင်မမလို့မျိုးသမီးတွေကနောက်ဆက်တွဲယာဒီပျောက်တာတွေကွန်တားတဲ့အရာတွေတောက်ပြီးတော့ဟော်မုန်းတွေကယာဒီလာဖို့ထိလုံလောက်အောင် မထွက်တော်တာမျိုးတွေပေါ့နော်အဲ့လိုမျိုးယာသီမမှန်တဲ့အတွက်အမျိုးသမီးနောက်ဆက်တွဲအသားရည်တွေမဲချောက်မွဲချောက်လာတယ်ခန္ဓာကိုယ်ကြီးတွေဗိုက်ပူခါထုတ်ဖြစ်လာတယ်လူကလည်းမောပန်းနွမ်းနေလာအဲ့နောက်ဆက်တွဲအားနေလာတဲ့အခါမှာမိမကိုကိုပိုးဝင်လွယ်တာတွေအဖြူတွေဆင်းတာတွေရားရံတာအဲ့လိုမျိုးတွေဖြစ်တယ်ပြီးတော့ရင်အာ40ဝန်းကျင်လောက်ဆိုရင်လည်းမိရဲ့ကျူလက္ခဏာတွေကိုသူကပြင်းပြင်းထန်ထန်ခံစားရတာတွေဖြစ်လာပြန်ရောအဲ့တော့35လောက်ဆိုရင်မိမကိုတွေ6အမျိုးသားနဲ့အတူမနေချင်အဲ့လိုမျိုးတွေဖြစ်ရတဲ့အကြောင်းရင်းနောက်ပြီးရာသီမလာတာကြာတဲ့အတွက် အာမိမကိုပေါ့နော်အာမျိုးသမီးတွေရဲ့တအိမ်မှာသားလုံးတွေရေအိတ်တွေဖြစ်လာတယ်အိမ်နောက်ဆက်တွဲရမှာအမျိုးသမီးယောဂါတွေဖြစ်တယ်တအိမ်ကင်စာတွေတအိမ်ကောင်းကင်စာတွေဖြစ်လာပြန်ရောအဲ့တော့အမျိုးသမီးတယောက်ကျန်းမာပြီးတော့လှပဖို့ဟာဒီဟော်မုန်းလေးကိုဂရုစိုက်ဖို့လိုတယ်ဒါကြောင့်မို့လို့မဖြစ်ခင်ကမလုပ်မလဲ ကြိုတင်ကာကွယ်မယ်လိုအပ်တာတွေကိုယ့်ရဲ့ခန္ဓာကိုယ်ကိုဖြည့်မယ်အဲ့တော့ကိုယ့်ကိုချစ်တဲ့အမျိုးသမီးလေးကလည်းဘမမာရမလဲဖုန်းနံပါတ်လေးပေးလို့ရမလားတဲ့ဖုန်းနံပါတ်လေးကမမိုးကလေအောက်မှာမရေးပေးဘူးဆိုတာဘာဖြစ်လို့လဲဆိုတော့လေတတော်ကဖုန်းနံပါတ်တွေပေးရင်ဘန်းတယ်အဲ့တော့မမိုးကပြောပြပေးမယ်399 6669 66444မမမိလို့ရှိရင်မမိုးရဲ့ profile လေးမှာသွားကြည့်ကြည့်မမိုးနံပါတ်ကလေးခြာထားပေးတယ်ဖုန်းခေါ်လို့လည်းရတယ်စာပို့လို့လည်းရတယ်အဲ့တော့တတော် မက်ဆေ့ချာကနေလဲပို့လို့ရတယ်လို့မမိုးဆိုပြီးတော့လဲမမိုးရဲ့အကောက်လေးတွေ page လေးတွေကိုရှာကြည့်လို့လဲရပါတယ်။ဒါကြောင့်နီးမျိုးစုံနဲ့မမိုးစီမှာမှာယူလို့ရပါတယ်။ကျမ်းမာပြီးတော့လှပချင်တဲ့အမျိုးသမီးတိုင်းဖြစ်ဆက်စာကိုအတော့25လောက်ဆိုရင်စာပြီးတော့မိဝဲတင်ပါတယ်။